ပြည်ချောင်းဝင်းမြူရေးလုပ်ငန်းအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Nolo City Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Channel ကနေမိချောင်းဝင်းမြူရေးအကြောင်းကိုတင်ဆက်ပေးသွားမှာပါဟုတ်ပါတယ်မိစုတို့လည်းနားကြားမမားပါဘူးဝင်းမြူရေးမှန်သမျှတွေကတူတူချာချာဖြစ်တဲ့မိချောင်းဝင်းမြူရေးပါဒီလောက်ကြောက်စရာကောင်းတဲ့အကောင့်ကြီးတွေကိုစီးပွားဖြစ်မွေးရဆိုတာကတော့တကယ်ကိုစဉ်းစားကြင်စရာပါပဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးထဲမှာမိချောင်းတွေကိုဘယ်လိုမွေးလဲဆိုတာကိုကြည့်လိုက်ရအောင်နော် အစီအစဉ်လေးမစနိုင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်။ subscribe လုပ်ထားပြီးပြီဆိုရင်တော့မိကျောင်းတွေအကြောင်းကိုနားထောင်လိုက်ကြရအောင်နော်။မိကျောင်းမွေးမြူရေးကံကြီးတွေထဲမှာဆိုရင်တန်းနဲ့ချီရဲ့မိကျောင်းတွေကိုသူတို့မျိုးကွဲလိုက်ခွဲခြားတတ်မှတ်ပြီးတော့မွေးမြူထားပါတယ်။ဒါဆိုရင်မိကျောင်းတွေဘလို့ဥပုပ်လဲဆိုတာကနေစပြီးတော့ပြောပြပေးပါမယ်။အခုကံထဲမှာရှိနေတဲ့မိကျောင်းတွေကတော့ April ကနေ John လအတွင်းမှာမိတ်လိုက်ပြီးတော့အဲ့ချိန်အတွင်းမှာပဲဥချကြပါတယ်။ပုံမှန်မိကျောင်းမတကောင်ကဥယျာဉ်25ဦးကနေ ဥယျာဉ်90အထိဥဥနိုင်ပါတယ်။မိချောင်းတွေဥဥလာတဲ့ဥတွေကိုတော့အခုမြင်နေရတယ်လို့အလုံးကန်နဲ့မှထားပြီးတော့ရက်90ကျောင်းစောင့်ရှောက်ပေးရပါတယ်။ရက်ပေါင်း90ကျာမြင့်ပြီးချိန်မှာတော့ဒီဥတွေကနေအကောင်လေးတွေပေါက်လာပါပြီ။ဥပေါက်လာတဲ့အချိန်မှာမိချောင်းအမအဖြစ်မလားမိချောင်းအထီးဖြစ်မလားဆိုတော့တော့အလုံးကန်ရဲ့အပူချိန်ပေါ်မူတည်ရလို့ဆိုပါတယ်။တကယ်လို့အလုံးကန်ရဲ့အပူချိန်က37ဒီဂရီနဲ့32ဒီဂရီစင်တီဂရိတ်မှာရှိနေတယ်ဆိုရင်တော့အဲ့အခန်းထဲကဥတွေကမိချောင်းထီးတွေကိုမွေးထုတ်ပေးမှာပါ။ တကယ်လို့အခန်းတွင်းအပူချိန်က33ဒီဂရီနဲ့34ဒီဂရီကြားမှာဆိုရင်တော့ပေါက်လာတဲ့အကောင်တွေကမိချောင်းအမတွေဖြစ်လာပါလိမ့်မယ်။ဒီမိချောင်းလေးတွေကိုထားတဲ့အခန်းကတော့အပူချိန်စူထိုင်းမှုနဲ့ရာဒီဟုတ်တို့အတွက်တက်ဆိုင်ရန်မန္တမြတိုင်းကိုတည်ငြိမ်နေအောင်ထားထားပေးရပါတယ်။ဥပေါက်လာပြီဆိုရင်တော့ဥတွေကထွက်လာတဲ့မိချောင်းပေါက်လေးတွေကိုကန်တစ်ခုထဲမှာတီးတန့်ခွဲထုတ်ထားရပါတယ်။အဲ့ဒီမှာကြီးလာတဲ့အထိစောင့်ရှောက်ပေးရတာပါ။ဒီလိုမိချောင်းမွေးမြူရေးကန်တွေကတရုတ်ထိုင်းဂျပန် အမေရိကန်နိုင်ငံတော်တော်များများမှာရှိပါတယ်။ထိုင်းမှာဆိုရင်ပုံတော်မှများနေပါသေးတယ်။ထိုင်းနိုင်ငံမှာရှိတဲ့မိချောင်းမွေးမြူရေးကံမန်တမရတဲ့မှာထိုင်းနိုင်ငံရဲ့အကြီးဆုံးမိချောင်းမွေးမြူရေးကံကတော့စမတ်ပါရန်ဆိုတဲ့ကံကြီးပါ။ဒီကံကြီးရဲ့ထူးခြားချက်ကတော့မိချောင်းမွေးမြူရေးကံနဲ့သရိုက်ဆန်ဥယျာဉ်ကိုရောဖွင့်ထားတာပါပဲ။ဒီသရိုက်ဆန်ဥယျာဉ်လိုဖြစ်နေတဲ့ကံထဲမှာဆိုရင်တော့မိချောင်းအကောင်အေပေါင်း6သိန်းလောက်တောင်ရှိပါတယ်။အဲ့ဒါအပြင်မိချောင်းကံနဲ့တွဲပြီးတော့ဖွင့်ထားတဲ့အဲ့ဒီသရိုက်ဆန်ဥယျာဉ်ထဲမှာ စင်တွေနဲ့တခြားတရိစံမျိုးစိတ်တွေလည်းမွေးထားပေးပါသေးတယ်။ဒီမိချောင်းမွေးမြူရေးစကန်ကဒီလိုမျိုးမိချောင်းတွေမွေးရပြင်တရိစံဥယျာဉ်မှာတွဲဖွင့်ထားတဲ့ရည်ရွယ်ချက်ကတော့မိချောင်းတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတော့ကိုသိကျင်တဲ့သူတွေလာကြည့်လို့ရဖို့ပါပဲ။အဲ့ဒါအပြင်စင်တွေနဲ့တခြားကောင်တွေကိုဘယ်လိုကင်တွယ်လို့ရလဲဆိုတော့ကိုပြောပြပေးဦးမှာပါ။မိတ်ဆွေတို့အနေနဲ့ထိုင်းမှာရှိတဲ့ဒီမွေးမြူရေးစကန်တွေကိုတော့တောလည်ပြမယ်ဆိုရင်တော့အဲ့ဟာမွေးမြူစောင့်ရှောက်ရေးလုပ်သားရင်းနဲ့မိချောင်းတွေကြားထူးခြားတဲ့အပြုအမူတွေကိုတွေ့ရမှာပါ။ လုံသားတွေကလည်းမိတ်ဆွေတို့အတွက်မိเจ้าတွေပါဇက်ထဲလက်ထဲတာတို့မိเจ้าပါဇက်ထဲခေါင်းထဲတာလိုမျိုးအာအောင်စရာလုပ်ရက်တွေကိုလုပ်ပြပါလိမ့်မယ်။ဒါပေမဲ့သူတို့လုပ်ပြတာတွေကိုတော့အိမ်မှာတော့လုံးဝလိုက်မလုပ်ပါနဲ့။သူတို့အဲ့လိုလုပ်ပြရဲဆိုတာကသူတို့ဘာသာအထူးလေ့ကျင့်ပြီးသားဖြစ်လို့လုပ်တာပါ။မိတ်ဆွေတို့လုပ်ရင်တော့အရှမ်းကိုအန္တရာယ်များပါတယ်။မတော်ရင်အသက်တောင်ပါသွားနိုင်ပါသေးတယ်။ဒီလိုမွေးမြူရေးကံတွေမှာတော့မိเจ้าတွေကိုမတက်ခင်မှာမိเจ้าမျိုးစိမ့်လိုက်စောင့်ရှောက်ချိန်ကြပါတယ်။ အဲ့ဒါပြင်မွေးရတဲ့အကြောင်းရင်းနဲ့မွေးထားတဲ့မိချောင်းလေးစီကဘာလို့ကျင်လဲဆိုတာပေါ်မူတည်ပြီးတော့စောင်းလျှောက်ပုံလည်းမတူပါဘူးဥပမာပြောရရင် ရေချိုမိချောင်းလေးကိုမတက်ခင်မှာနှစ်နှစ်ကလည်း၃နှစ်ထိစောင်းလျှောက်ပေးရပြီးရေငယ်မိချောင်းလေးကိုတော့၃နှစ်ကနေ၅နှစ်ထိစောင်းလျှောက်ပေးရပါတယ်အကြောင်းကတော့ရေငယ်မိချောင်းလေးကရေချိုကောင်တွေထက်ကြီးလာဖို့အချိန်ပိုကြာလို့ပါပဲရေငယ်မိချောင်းတွေကရေချိုမိချောင်းလေးထက်ကြီးလာဖို့အချိန်ကြာအောင်လည်းမဟုတ်ပဲနဲ့အရွယ်လည်းပိုကြီးကြပါတယ် ပုံမှန်အားဖြင့်ဆိုရင်တော့ရေချိုမိချောက်တစ်ကောင်က100 kg နဲ့200 kg ကြားအလေးချိန်ရောက်တဲ့အထိကြီးနိုင်ပါတယ်။ဒါပေမဲ့ရေငန်မိချောက်တွေကတော့200 kg ကနေ900 kg အလေးချိန်ထိအောင်ကြီးလာပါတယ်။ဒါကြောင့်မဲကိုမွေးတဲ့မိချောက်မျိုးစိတ်ပေါ်လိုက်ပြီးတော့ဘလို့စောင့်ရှောက်အောင်လဲဆိုတဲ့ကွာအားချက်တွေရှိနေပြန်ပါတယ်။အဲ့ဒါအပြင်ကိုမွေးထားတဲ့မိချောက်တွေရဲ့အချင်းစရိုက်တွေကိုတိထားတာကလည်းအဲ့ဒီမိချောက်တွေကနေထုတ်လုပ်ပြီးရလာတဲ့ပစ္စည်းတွေရဲ့တန်ကြီးကိုပို့ပြီးတတ်မှတ်ရလွယ်ကူစေပါတယ်။ အကြောင်းကတော့ဒီပစ္စည်းရဲ့မူရင်းဖြစ်တဲ့မိเจ้าကဟိုလိုမလုပ်ခဲ့ဘူးဒီလိုမလုပ်ခဲ့ဘူးဆိုပြီးတော့ပစ္စည်းရဲ့တန်ကြီးကိုဆွဲတင်လို့ရလို့ပါမိเจ้าနဲ့ဦးကပေါက်လာပြီးကြီးပြင်းလာနေစဲရွယ်မှာတော့သူတို့အတွက်အစာတွေကိုဂယူတဆိုင်ကျွေးရပါတယ်ပုံမှန်ဆိုရင်ကြက်သားဝက်သားနဲ့အမဲသားတွေကိုကျွေးရပါဒီအသားတုံးတွေကိုမိเจ้าနဲ့စားလို့လွယ်အောင်အရွယ်တော်လေးတွေလီးပြီးတော့ကျွေးရတယ်လို့ဆိုပါတယ်မိเจ้าနဲ့ကိုစောင့်ရှောက်ပေးတဲ့ကာလပြီးသွားရင်တော့ကုန်ပစ္စည်းအဖြစ်ပြောင်းလဲတဲ့အချိန်ကိုရောက်လာပါပြီ မိချောင်းတွေကိုတက်ပြီးသူတို့ရဲ့အစိပ်ပိုင်းတွေယူပြီးဆိုတဲ့အချိန်ကြရင်တော့သူတို့အဓိကယူတာကသူတို့ရဲ့ရေပြားကိုပါမိတ်ဆွေတို့လည်းမိချောင်းတည်ရည်ဈေးကြီးတာကိုတည်ကြမှာပါအဲ့တည်ရည်တွေကအခုလိုမွေးမြူရေးခြံတွေကနေရလာတာပဲဖြစ်ပါတယ်မိချောင်းတွေရဲ့တည်ရည်ကိုခွဲယူတဲ့အခါမှာရေနွေးငွေးဆက်တွေပါရီတုံးပြီးတော့ဂရုတစိုက်ခွာရပါတယ်ခွာတဲ့အချိန်မှာလည်းတည်ရည်တွေပြက်ထွက်မသွားစေဖို့အတွက်ဂရုဆိုက်ရပြန်ပါတယ်ဒါကြောင့်မိချောင်းတည်ရည်ကိုခွာဖို့အတွက်ဆိုရင်မွေးမြူရေးခြံရှင်တွေက ဓာတ်ကင်နာကျွမ်းကျင်ပြီးလက်ငိမ့်တဲ့သူတွေကိုခွာကိုင်းကြပါတယ်။အဲ့နောက်မှာတော့တရေသားတွေကိုဣလာစီဖို့အတွက်ပေါင်းခံစက်တွေနဲ့တခြားလူရတဲ့စက်တွေကိုတုံးရပါတယ်။ပြီးသွားပြီဆိုရင်တော့ရလာတဲ့မိချောင်းတရေကပပလေးနဲ့ဣဣလေးဖြစ်သွားပါပြီ။ဒီတရေကိုတော့တရေဖောက်စက်တွေနဲ့တခြားစက်မျိုးစုံကိုတုံးပြီးတော့ပဆက်အိတ်တို့ဘားတို့ဖြစ်လာဖို့အတွက်လုပ်ကြရပါတယ်။အဲ့နောက်မှာတော့ဈေးကွက်တဲ့တင်သွင်းလို့ရပါပြီ။စည်းကတဲ့ဝင်လာတဲ့မိချောင်းတင်ရုံအတုံးဆောင်တွေကလည်းမိချောင်းရဲ့ဘဲနာအရေးပြားဆိုတာပေါ်မူတည်ပြီးတော့ တန်ဖိုးကွဲသွားကြပြန်ပါတယ်။ဒါပေမဲ့မိချောင်းနေစီကယူတာကတည်ရည်တမျိုးနဲ့တော့မဟုတ်ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းအသားအလယ်ယူပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေမှာဆိုရင်မိချောင်းအသားချောင်းတို့မိချောင်းအသားကင်တို့ဝယ်လို့ရပါတယ်။ဒါတင်ပဲလို့ဆိုတော့မဟုတ်ပါဘူး။မိချောင်းဦးချောင်းတွေဆိုတာမျိုးတွေပါလုံယောင်းပါသေးတယ်။ဘလို့ပြပြောဒီမိချောင်းတွေကရလာတဲ့ပစ္စည်းဆိုရင်အသားဖြစ်ဖြစ်တည်ရည်ဖြစ်ဖြစ်ဈေးကြီးတာပါပဲ အထူးသဖြင့်မိချောင်းသားနဲ့လုပ်တဲ့အစားအသောက်တွေဆိုရင်တကယ် five star hotel ကြီးတွေနဲ့ five star စားတောက်ဆိုင်ကြီးတွေမှာပဲရှာတွေ့လို့ရနိုင်ပါတယ်။ဒါကြောင့်ပဲဈေးပိုကြီးပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့မိချောင်းမွေးမြူရေးလုပ်ငန်းအကြောင်းပါ။မိတ်ဆွေတို့လည်းကိုတုံးနေတဲ့မိချောင်းတည်ရေးတွေကိုဘယ်လိုရလာလဲဆိုတာကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သိလောက်ပါပြီ။ဒီမွေးမြူရေးနဲ့ပတ်သက်လို့မိတ်ဆွေတို့အတွေ့အထဲမှာဘယ်လိုယူဆမိလဲဆိုတာကိုလည်း comment ထဲမှာပြောပြခဲ့ကြပါ။နောက်နေ့မှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတာတွေကိုတင်ဆက်ပေးသွားဦးမှာပါ။